ုတ်ကဲ့ပါခင်ဗျာကြားပြီနဲ့လွိုက်ကော်မြို့တော်ခမ်းမမှာပြုတ်လုခဲ့တဲ့အခမ်းအနားအပြီးအခုလိုပြောလိုက်တာပါအမြတ်တမင်းများရဲ့စီပွားရေးလူမှုဘဝတိုးတက်ဖို့ဒီလူကုန်ကူးမှုဟိုစာပတ်ပြောက်ရေးအတွက်ပေါ့နော်အဲ့ဒါတွေကိုအဓိကထားပြီးတော့ကျွန်တော်တို့မြေကြီးအားဆိုင်နေတာကြားပြီနဲ့မြို့သမီးရေးရာကနေ ကျောင်းမနေနိုင်တဲ့ကလေးတွေကိုလည်းထောက်ပံ့ပေးနေပါတယ်။ကျောင်းနေရွယ်ကလေးတွေကနေအစားပြီးတော့မှဒီကျောင်းမနေနိုင်တဲ့ကလေးတွေနောက်တော့မှချွတ်တဲ့ကလေးတွေပေါ့နော်။အဲ့ဒီကလေးတွေအတွက်လည်းထောက်ပံ့ပေးပါတယ်။နောက်ဒီဟိုအစားဘုံထူးရှင်တွေကိုလည်းထောက်ပံ့ပေးပါတယ်။စီစဉ်ရဆွေရရှိသူများအားဂုံပြုစုများချင်းချင်းချင်းဖြစ်ပါလေရှင်နိုင်ငံတော်ဆွေရက ဇူလိုင်လ3ရက်နေ့ကိုမြန်မာနိုင်ငံမျိုးသမီးများနေလို့တတ်မှတ်ထားပြီးအတိုက်အခံတွေကတော့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ဇွန်လ16ရက်နေ့ကိုတတ်မှတ်ထားပါတယ်ကျွန်တော်မောင်တူပါ